ကက်ကက်မှာဗီဒီယို editing ပဲလုပ်လို့ရတယ်လို့ထင်နေရလား ဒါဆိုတော့ editing scale လုံးဝမလိုတယ် image တွေလုံးလို့ရပြီဖြစ်ပါတယ်အဲ့ဒါလေးကိုသတင်းကောင်းလာပါတာပေါ့နော်ဆိုတော့ဘာလို့မျိုးလဲ AI image generation မှာနာမည်ကြီးရဲ့ nano banana ဆိုတာရှိတယ် nano banana ဆိုတဲ့ function ကြီးကိုသုံးပြုပြီးတော့ social media မှာခေတ်စားနေရဲ AI avatar တွေလုံးမလား YouTube တွေအသံလေးတွေလုံးမလား poster တွေလုံးမလား product photo တွေလုံးမလားဟို okay ပြောတာတော့များနေပေါ့နော်ဆိုတော့ AI image ကိုကြိုက်တယ်လို့အသုံးပြုလို့ရအောင်ကက်ကက်က ဖန်ပြီးပေးလိုက်ပါပြီအဲ့တော့ဘယ်လိုလုံးရမလဲလိုက်ကြည့်လိုက်မယ်ပေါ့နော် free user အနေနဲ့10ခုတိတိစိတ်ကြိုက်လို့လို့ရတယ်ပြီးရင်သူက AI agent မဟုတ်ပါတာဖြစ်တဲ့အတွက်ကိုပြင်ကျင်တာကိုတခါတည်းပြင်လို့ရတယ်ဒါပေးဒါထုံးမဟုတ်တော့ဘဲနဲ့ကိုပြင်ကျင်တာကို edit လုပ်လို့ရတယ်ထပ်ပြီးတော့ test တွေထည့်လို့ရတယ် canva လိုပဲ template တွေပြောင်းလို့ရတယ်ဆိုတော့ canva လိုမြင်လိုက်တာနဲ့ရှင်းနေရတယ် တော့ကပ်ကပ်မှာကံပါရမီလို့အလွယ်ကောင်းမှတ်လို့ရပြီပေါ့နော်ဘလို့ဝင်ရမလဲဘလို့လောက်ကမလဲဆိုရင်ကပ်ကပ်သေးပဲအရင်ဝင်လိုက်ပေါ့နော်ဝင်ပြီးွားပြီဆိုရင်သူက အဲဒီမှာ AI design ဆိုပြီးပေါ်လိုက်မယ်เนาะ Nano Banana Pro ပေါ့เนาะ Nano Banana Pro is now available in AI design ပေါ့ဒါလုံးဝအသစ်ဖြစ်တယ်ပေါ့เนาะအဲ့ဒီမှာဘာတွေရရလဲဆိုရင်ဒီမှာကြီးကြီးပေါ့เนาะ product poster style နေရတယ်အဲ Instagram post တွေရတယ် office swap တွေရတယ် office swap ဆိုတာကြ model ကိုဒီအင်ညီဝခိုင်းတာပေါ့เนาะနောက်ကကြ shampoo poster ကြော်ညာတွေ YouTube thumbnail တွေ IG တွေ AI နဲ့လုပ်တဲ့ pixel တွေ ုလုပ်မလဲကိုကဒီထဲမှာជីជីလိုက်လို့ကြိုက်တယ်ဆိုရင် ဝင်ជីလိုက်ပေါ့နော် तू က brown တခါတည်းပါပြီးသားအဲ့ brown ယူပြီးတော့လုံးလို့ရတယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ဒီမှာကိုကကိုတစ်ဆန်းလုပ်ချင်တယ်ဆိုရင် ကိုထည့်ချင်တဲ့ပုံပေါ့နော်ဒီရတော့ဒီ basketball နဲ့ tamp knee လုပ်မယ်ပေါ့နော်ဆိုတော့ tamp knee ရဲ့ဒီ brown ဘေးကယူထားရလေဆိုဒီကယူထားတာပေါ့နော်အဲ youtube tamp knee for my tojo travel blog အစား my basketball blog လို့ပဲရေးလိုက်မယ်ဒါတွေကအတူတူပဲ okay ဆိုတော့ဒီဥစ္စာကိုဆန်လိုက်မယ်သူကရင်သူက thinking ဘိုင်းနေရော design ဘိုင်းကိုပြန်ပြီးကိုကပြင်ကျင်တယ် test တွေပြင်ကျင်တယ်ဆိုရင်အကုန်ပြန်လုပ်လို့ရတယ်ပေါ့နော် area အရှိမထုတ်ခဲ့တဲ့ဒီ stamp နေပုံစံပေါ့နော် test တွေဘိုင်းပြင်ကျင်တယ်ဆိုရင် area တို့ဒီမှာ test ပြင်မယ်ဆိုရင်အဲဒီမှာထည့်မလားသူတို့ canva သုံးသလိုပဲ drag and draw ထည့်လိုက်ရုံပဲပေါ့နော်အဲ design ကြီးလည်းပြင်လို့ရတယ် sticker တွေထပ်ထည့်ကျင်တယ်ဆိုလည်းရတယ် Kali ya, tuh. ရဲ့ကောင်းကွက်ပေါ့နော် UI site တည်ပြင်ခြင်းနဲ့ဆိုလဲဒီမှာ site ကို one to one ပြောင်းမလား template တွေကိုလည်းထပ်ပြီးရရှာလို့ရတယ်ပေါ့နော်အဲဒီလို template လုတ်ချင်တာလားအဲဒီလို template လုတ်ချင်တာလားဒါတော့ Canva အတိုင်းပဲပေါ့နော်ဒီလားကြောက် YouTube တက်မနီကိုပဲ example ပြတာကိုက product တွေလုတ်ချင်နေဆိုလဲဒီမှာရင်မွေးပုံစံလေးတွေပေါ့နော်အဲ့ဒီဟာလေးဆိုလဲဒီက brown ယူပြီးတော့ကိုကကိုကိုလုတ်ချင်တဲ့ product ကိုဒီမှာ yellow image ထည့်ပြီးတော့အဲ brown လုတ်ပြီးတော့ sand လုတ်လိုက်တာ ਨੇ ရ ပြီပေါ့နော်ဒါ nano banana ကိုသုံးတာဖြစ်တဲ့အတွက် quality ဘိုင်းကတော့ share ကောင်းနေပေါ့နော် AI ဘိုင်းကိုလက်တွေ့မှာအသေးချာအသုံးပြုခြင်းနဲ့ဆိုရင် AI for practical use နဲ့တင်နန်းရှိပါတယ်။တင်နန်းသာ300ကျော်ပြီးရော video ပေါင်း40နဲ့ edit တွေကိုတင်ပေးလျက်ရှိပါတယ်။ဒါအပြင် business owner တွေအတွက်ယူရတဲ့ AI for business ဆိုတဲ့တင်နန်းလည်းရှိပါတယ်။ digital marketing ဆိုင်ရာတင်နန်းတွေလည်းရှိပါတယ်။ဆိုတော့ digital marketing လို့ AI လို့ဆိုရင်လာရောက်ဆောင်ရွက်မြင့်မြတ်နိုင်ပါတယ်။ Bye bye ။နောက်ထပ်ပုံမကောင်းမှုနဲ့ video နဲ့ပြန်လာခဲ့ပါမယ်။